အားလုံးမင်္ဂလာပါဒီနေ့မှာတော့ TikTok ပေါ်ကဝင်ဝင်ရတဲ့ Japan region အကောင့်အကြောင်းလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေး subscribe လုပ်သားပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ကျွန်တော်တို့တွေက TikTok ပေါ်မှာဝင်ဝင်ရှာမယ်ဆိုလို့ရှိရင်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့မှာ Japan region account တစ်ခုရှိရမှာဖြစ်ပါတယ် Japan region account ဖွင့်နေကိုလည်းကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်ဖွင့်ပြီးတင်ပေးထားပါတယ်အကယ်၍မရှင်းလင်းတာရှိလို့ရှိရင် comment မှန်ထားပေးခဲ့ပါကျွန်တော်ဗီဒီယိုကိုတည်တည်ချာချာထပ်ရိုက်ပြီးတော့တင်ပေးပါမယ်ကျွန်တော်တို့မှာ Japan region account ရှိထားပြီးဆိုလို့ရှိရင် TikTok ပေါ်ကဝင်ငွေရှာလို့ရမှာဖြစ်ပါတယ် TikTok ပေါ်ကဝင်ငွေရှာဖို့အတွက်ကျွန်တော်တို့ကနီလန်းနှစ်ခုရှိပါတယ်ပထမနီလန်းကတော့ကျွန်တော်တို့က TikTok Lite ဆိုတဲ့ application ကိုတုံးပြီးတော့ကျွန်တော်တို့ point တွေစုပြီးတော့ ID point တွေနဲ့ကျွန်တော်တို့တွေကအဲဝင်ဝင်ရှားတဲ့နီလန်ဖြစ်ပါတယ်ဒုတိယနီလန်ကတော့ကျွန်တော်တို့တွေကိုယ်ပိုင် create ပေါ့เนาะကျွန်တော် creator လုပ်ပြီးတော့ကျွန်တော်တို့ video တွေတင်ပြီးတော့ဝင်ဝင်ရှားတဲ့နီလန်ရှိပါတယ်နီလန်နှစ်ခုစလုံးမှာကျွန်တော်တို့တွေကအချိန်တိုတွင်းတော့မရပါဘူးအ ਨੇ ဆုံးကျွန်တော်တို့တွေကတလားလောက်ကြာမှဟိုဝင်ဝင်ရဖို့အတွက် အဲဒါကလမ်းကြောင်းတွေပွင့်လာတာဖြစ်ပါတယ်တချို့တွေကတော့ Japan region အကောင့်ဖွင့်ပြီးလို့ရှိရင်ချက်ချင်းဝင်ငွေရမယ်လို့ထင်တယ်ချက်ချင်းဝင်ငွေရကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအကောင့်အဟောင်းတွေဝယ်သုံးတာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ follower ရှိပြီးသားအကောင့်တွေဝယ်ဝယ်သုံးတာဖြစ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟိုမြန်ပါတယ်ပေါ့နော်ဒါမှမဟုတ်ပဲねကျွန်တော်တို့ account တက်ဆိုလို့ရှိရင်ကျွန်တော်တို့က account တက်တွေမှာကျွန်တော်တို့စစချင်းမှာကျွန်တော်ပွင့်ယူတဲ့အကြောင်းလေးအရင်ရှင်းပြမယ်နော် ပွင့်ယူတဲ့ကျွန်တော်တို့ဒီပွင့်ယူဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲမှာ TikTok Live ဆိုတဲ့ application လေးထည့်ထားရမှာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုလည်းကျွန်တော်အသေးစိတ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ရှင်းပြပေးပါမယ်။ကျွန်တော်တို့ကပွင့်ယူတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစစချင်းကျွန်တော်တို့ရဲ့ account တွေကတလားမပြည့်သေးလို့ရှိရင်ကျွန်တော်တို့တွေက point နေမှာ point ယူဖို့အတွက်သူ့ရဲ့ test တွေပေါ့နော် daily test တွေကျွန်တော်တို့ကဟိုစုံစုံလင်းလင်းပေါ်လာမှာမဟုတ် ပေါ့နော်ကျွန်တော်တို့ကတုံးရင်တုံးရင်နဲ့တဖြည်းဖြည်းချင်းကျွန်တော်တို့ကအကောင့်တွေကို daily test တွေပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီတော့အကောင့်တစ်တင်မှာဆိုလို့ရှိရင်ချက်ချင်း point မရတာမျိုးတွေဟိုဖြစ်တတ်ပါတယ်အဲ့ဒီအဲ့ဒါတွေကိုလည်းကျွန်တော်အဲနောက်ထပ်ဗီဒီယိုမှာအဲနားလည်သဘောပေါက်အောင်ရှင်းပြပေးပါမယ်ကျွန်တော်ဒုတိယအချက်အနေနဲ့ဗီဒီယိုတင်ပြီးတော့ဝင်ငွေရှာတဲ့နည်းလမ်းဖြစ်ပါတယ်ဗီဒီယိုတင်ပြီးဝင်ငွေရှာဖို့အတွက်ကျွန်တော်တို့တွေကကျွန်တော်တို့မှာ follower တန်းကြီးရှိရမယ် view minute တသိန်းရှိရမယ်ပေါ့เนาะအသက်18နှစ်ပြည့်တဲ့ account ဖြစ်ရမယ်ပေါ့เนาะတချို့တွေအဲ TikTok ပေါ်မှာကလေးသူငယ်တွေဗီဒီယိုလေးတွေဥမာဟိုရက်ကဆိုလို့ရှိရင်ကလေးတွေအဲကတာတို့ဒီ blog ရိုက်တဲ့ဗီဒီယိုလေးတက်လာတာတွေ့ပါလိမ့်မယ်အဲ့ဒီဗီဒီယိုတွေကကလေးတွေမှာဒီ follower များတယ် view များတယ်ဆိုပြီးတော့တွားပြီးတော့အားမကြပါနဲ့ TikTok က TikTok ပဲဖြစ်ဖြစ်ကျွန်တော်တို့ YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်ဒီကျွန်တော်တို့အသုံးများတယ်ဗောနော်ဒီ social platform တွေမှာကကျွန်တော်တို့ account စဖွင့်ပြီးဆိုတဲ့ကွာကျွန်တော်တို့တွေကအသက် session နဲ့ပြည့်တဲ့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲမွေးနေ့တက္ကီကိုထည့်ပေးရတာဖြစ်ပါတယ်ကျွန်တော်တို့အသူစတုံးတဲ့ account စတုံးတဲ့ကွာအသက် session နဲ့ပြည့်မှသူ့ရဲ့ social platform ကိုတုံးဖို့အတွက်သူက အဲခွင့်ပြုထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကဒီကလေးတွေတုံးမယ်ဆိုလို့ရှိရင်တချို့ဆိုရှင် လူကြီးမိဘတွေရဲ့ဒီမွေးနေ့တက္ကသိုလ်တွေနဲ့အကောင့်ဖွင့်ထားရရှိပါတယ်အဲတခုပြောစရာရှိတာတချို့တွေကကျွန်တော်လာပြောကြတယ်ပေါ့နော်ကျွန်တော်ကပြောတယ်ဒီအကောင့်အကောင့်လေးကလေးတွေတုံးလို့မရဘူးကလေးတွေတုံးလို့ရှိရင်အကောင့်တွေကပြတ်တက်တယ်ပြတ်နိုင်ရရှိတယ်အရာတွေကိုသူတို့ကပြောကြပေါ့သူများတွေလည်းတုံးကြတယ်သူတို့ကြတော့ဘာလို့မပြတ်လဲသူတို့ကြတော့တုံးလို့ရနေတယ် တကယ်တော့မဟုတ်ပါဘူးကျွန်တော်တို့တွေကအဲဒီဘယ်လိုပြောရမလဲဟိုဒီတကဘာလုံးနှီးပါပေါ့ဗျာလူဦးရေမြောင်များစွာဒီ social platform ကိုတုံးနေတဲ့အခါမှာသူတို့ကကွန်ပျူတာနဲ့ပေါ့နော် AI နဲ့ account တွေကိုစစ်ဆေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဒီတစ်ခေါက်မှာเนาะကျွန်တော်တို့ကကလေးဗီဒီယိုတင်ထားတယ်ကျွန်တော်တို့ account စစ်ဆေးတဲ့အထဲမှာသူတို့ကမပါသွားဘူးเนาะသူတို့က ါက AI ကွန်ပျူတာဖြစ်တဲ့အတွက်ကျွန်တော်တို့အကောင့်ရေအတွက်အများကြီးသိသိချာချာမစစ်ဆေးနိုင်ဘူးအဲ့ဒီတော့ဒီတစ်ခေါက်မှာကျွန်တော်တို့စစ်ဆေးတဲ့ထဲမှာမပါသွားလို့အကောင့်ကမပြတ်ဘူး okay နောက်တစ်ခါလည်းမပြတ်ဘူးအဲ့လိုဗီဒီယိုတွေကျွန်တော်တို့တွေ့ပြီးတော့သူတို့ကြတော့တုံးလို့ရတယ်ငားရဲ့ကလေးတွေငားရဲ့တူတွေတူမတွေကြတော့ဘာလို့ဒီအကောင့်တွေတုံးလို့မရဘူး เนาะဒီအကိုပြောတာတွေကမဟုတ်ဘူးလို့မထင်ပါနဲ့တကယ်တော့ TikTok တို့ဒီ Facebook တို့ Facebook ကတော့အနေတော် TikTok မှာပေါ့เนาะပို့ပြီးတော့အတင်းကျပ်ထားပါတယ်เนาะကလေးတွေတုံးတော့သူတို့စစ်ဆေးတဲ့အခါမှာဒီအကောင့်တွေကမတွေ့သေးတာတော့လကောင်မပါသေးတာတော့လကောင်ဖြစ်ပါလိမ့်မယ်လူကြီးမပါတဲ့ဗီဒီယိုတွေဆိုလို့ရှိရင်ကလေးကြီးပဲရိုက်ထားတဲ့ဗီဒီယိုတွေကအရေးတွက်အများများရချိုးရိုက်ထားတယ်သူတို့စစ်ဆေးလိုက်လို့တွေ့တဲ့အခါကျလို့ရှိရင်ဘာမှကျွန်တော်တို့ဘယ်လိုပြောမလဲအဲ အကြောင်းပြချက်မရှိပဲတမ်းပြီးအကောင့်ကိုဘန်လိုက်တာလေဖြစ်ပါတယ်เนาะအဲ့ဒါအကြောင်းကျွန်တော်တို့ကဒီကလေးတွေတုတ်ဗီဒီယိုနဲ့တင်တဲ့ခါတွေမှာကျွန်တော်တိတိချာချာလေးသတိပေးပါတယ်ဒီကိစ္စကအကောင့်လုံးဝကိုတန်ပန်းတာပါအဲ့တော့ဟိုသူများတွေရနေတယ်ဆိုလို့ရှိရင်လည်းကိုယ်လည်းစမ်းသပ်ချင်တယ်ဆိုလို့ရှိရင်တော့လုပ်လို့ရပါတယ်ကျွန်တော်ကတော့မရဘူးလို့ကျွန်တော်ကပြောထားတာဖြစ်တဲ့အတွက်ရတယ်လို့ထင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကဒါကို ရတယ်မရဘူးကျွန်တော်ကဟိုအငင်းခုံမလုပ်ပါဘူးကျွန်တော်ကမရဘူးဆိုတဲ့ဥစ္စာလေးကိုအကြံပေးခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီတက်တော်မှာဝင်ဝင်ရှာမဲ့နီးလန်ကျွန်တော်တို့ဗီဒီယိုတင်ပြီးဝင်ဝင်ရှာဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအသက် session နဲ့ပြေးရမယ်ကျွန်တော်တို့ follower follow ထားတဲ့အစီအတွက်က 10k ပေါ့နော်လူရောက်1000ပြေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုကိုကြည့်ရှုတဲ့ မိနစ်ကဖြူးမိနစ်ကတလအတွင်းတသိန်းရှိရမယ်ဒါကလည်းဒီလမှာကျွန်တော်တို့မပြည့်သွားဘူးမလားမပြည့်သွားလို့ရှိရင်ကျွန်တော်တို့ကဒီလတရက်နေ့ကတင်လိုက်တဲ့ဗီဒီယိုမှာကျွန်တော်ကမပြည့်သွားဘူးဆိုအဲ့အဲနောက်တစ်ခါနှစ်ရက်နေလဲကျွန်တော်တို့ကတင်မယ်၃ရက်နေလဲတင်မယ်အဲ့ဒါဆိုအဲ့၃ရက်နေတင်တဲ့ဗီဒီယိုကနောက်လ၃ရက်ကိုပေါင်းသွားမယ်တဖြည်းဖြည်းချင်းတို့ကပြည့်သွားမှာပါဒါကလည်းနီလန်းတည်သွားလို့ရှိရင်ကျွန်တော်တို့တွေက2 minute တသိန်းရယ် follower တန်းကြီးရယ်ဆိုတာက အရန်လွယ်ပါတယ်။ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောလဲဆိုတော့ကျွန်တော်ကလက်ရှိမှာဒီ follower tank monetization အောင်မီတာ account တွေကိုကျွန်တော်ကဟိုရောင်းချနေတာဖြစ်တဲ့အတွက်ကျွန်တော်မှာဒီ follower tank ရှာဖို့နီလန်ရဲ့ဒီ view minute တစ်သိန်းရကျွန်တော်ကဒါဟိုမခက်ခဲဘူးလွယ်ကူတယ်ပေါ့နော်အဲ့ဒါတော့အဲ့ view minute တစ်သိန်းပြည့်ဖို့ရ follower tank ပြည့်ဖို့နီလန်ရဲ့ကိုလည်းကျွန်တော်ရဲ့ဒီ video ရှေ့မှာဆိုလို့ video file လေးတည်တဲ့နဲ့ကျွန်တော်တင်ပေးထားပါမယ် ဲ့တော့ကျွန်တော်တို့တွေကဝင်ဝင်ရဖို့အတွက် follower တန်းကြီးပြရမယ် view minute တစ်သိန်းပြရမယ် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က monetization program ပါ monetization ကိုကျွန်တော်အဲအတူတူနားလည်အောင်သဘောပေါအောင်ပြောရမယ်ဆို monetization ဆိုတော့ကျွန်တော်တို့ကဝင်ငွေရှာခြင်းပေါ့နော်ကျွန်တော်တို့ TikTok monetization ဆိုတော့ TikTok ပေါ်မှာဝင်ငွေရှာခြင်းပေါ့နော်အထာကကျွန်တော်တို့ TikTok ပေါ်မှာ ဗီဒီယိုတွေတင်ပြီးတော့ပဲရှာရှာကြော်ညာတွေလက်ခံပြီးတော့ပဲရှာရှာကျွန်တော်တို့ဒီအကောင့်အကြောင်းဝင်လုပ်ပြီးတော့ပဲရှာရှာဒါတွေက monetization လို့ပဲဟိုအမှတ်ယူရပါမယ်အဲ့တော့ကျွန်တော်တို့ကဝင်ဝင်ရှာဖို့အတွက် view minute တစ်သိန်းလဲပြည့်ပြီ follower 10k လဲပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က TikTok ကိုဒီ season ကိုကျွန်တော်တို့ကစိတ်ဝင်စားရတယ်ကျွန်တော်တို့ဒါကိုအဲလျှောက်ချင်တယ်ဆိုပြီးတော့နော် TikTok ကပေးတဲ့ ဒီပေါ့နော်ကျွန်တော်ဒေါ်လာလေးလိုချင်တယ်ဆိုကျွန်တော်အထောက်တက်တော့ကျွန်တော်ကရှောက်လိုက်ရဖြစ်ရှောက်လိုက်ရတာဖြစ်ပါတယ်အဒီနေရာမှာကျွန်တော်ပြောချင်တာကတချို့တွေကကိုပိုင်ဗီဒီယိုတွေတင်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုစကားပြောတာပဲဖြစ်ကျွန်တော်တို့အစားတော့ပဲဖြစ်ဖြစ်ကျွန်တော်ခီးသွားတာပဲဖြစ်ဖြစ်အဟင်းချက်တာပဲဖြစ်ပေါ့ဘာပဲဖြစ်ဖြစ်ကိုပိုင်ဗီဒီယိုတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေ့သူ့ရဲ့ဒီ program ကိုရှောက်လိုက်တယ်ဆိုလို့ရှိရင်သူက3ရက်စောင့်ရမယ်လို့ တော့ကျွန်တော်တို့အကြောင်းကြားလာတဲ့ဒါပေမဲ့ကျွန်တော်တို့ကိုပိုင်ဗီဒီယိုတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့လျှောက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဒီဝင်ငွေရှာဖို့အတွက်သူကဒီ program နဲ့ kait ညီရဲဆိုပြီးကျွန်တော်တို့ရဲ့ဒီ gmail တွေပေါ့ gmail စီကိုရောကျွန်တော်တို့ရဲ့ဒီ tiktok ဒီ notify ကိုရောသူကစာပို့ပြီးတော့ဒီ season ကိုအောင်မြင်တယ်နော်လက်ခံတယ်ဆိုပြီးတော့ကျွန်တော်တို့အကြောင်းကြားလာတာဖြစ်ပါတယ်အဲ့ဒီအဆင့်မှာမပြီးသေးပါဘူးကျွန်တော်တို့က ID တင်တဲ့အဆင့်ပေါ့နော်ကျွန်တော်တို့ကဒီဝင်ဝေရှာဖို့အတွက်ဒီ ID တင်ရတဲ့အဆင့်ရှိပါသေးတယ်ဒီဥစ္စာကလည်းကိုနားမလဲမသိလို့ရှင်ကိုဘကိုတင်လို့ဟိုတင်တတ်ရင်တော့တင်ပေါ့နော်မတင်တတ်လို့ရှင်ဒီဝန်ဆောင်မှုပေးတဲ့သူတွေစီမှာ ID တင်တာကလည်းအချိန်အားဖြင့်မြန်နေပေါ့နော် ID လေးကျွန်တော်တို့တင်လိုက်လို့ရှင် TikTok ဘက်က ID ကျလာပြီကျွန်တော်တို့အတိမတ်ပြုလိုက်ပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီ TikTok ပေါ်မှာ1မိနစ်အထက်ဗီဒီယိုတွေတင်တာနဲ့ကျွန်တော်တို့ ဝင်ငွေစရပါပြီပေါ့နော်ဒီနေရာမှာနားလည်မှုလေးလွဲနေတာတွေကျွန်တော်ရှင်းပြအားမယ်ဆိုလို့ရှင်တမင်းနစ်အထပ်ဗီဒီယိုတင်တိုင်းကျွန်တော်ကဝင်ငွေမရဘူးပေါ့နော်ဒါကပြောရင်အဖြစ်ဖြစ်နဲ့ရှုပ်သွားလားမသိဘူးတချို့တွေကကြတော့အဲလုံးဝအခြေခံမရှိနားမလဲလို့ပေါ့နော်ကျွန်တော်ဒါဟိုပြောပြနားမလဲတဲ့သူတွေကြတော့ဟိုသူတို့ကဝင်ငွေရဖို့ပဲသူတို့ကမျှော်လင့်နေဝင်ငွေရဖို့ပဲဟိုတိကြပါဗျာဒီဥစ္စာနဲ့ပတ်သက်လို့ ဟိုထဲထဲဝင်ဖို့အကြမ်းမြင့်အောင်မှနားမလဲနားမလဲထားတဲ့ပြင်ဟိုလေ့လည်းမလေ့လာထားဘူးပေါ့နော်တချို့ဆိုလို့ရှိရင်ဟိုဘယ်လိုပဲမဲ့ကတ်ပြီးတော့မေးတဲ့မေးခွန်းတွေတောင်ရှိတယ်တကယ်တော့ကျွန်တော်တို့တစ်မိနစ်အထက်ဗီဒီယိုတင်လိုက်ရှင်ဝင်ငွေရတယ်ဆိုတော့ကျွန်တော်ကဆက်ရှင်အရှိကြီးမို့လို့ကျွန်တော်ကဒါမှမဟုတ်ကျွန်တော်ဒီမှာရှင်းပြမယ်နော်ဝင်တစ်မိနစ်အထက်ဗီဒီယိုတွေတင်လိုက်ပြီးဗီဒီယိုမှာဘာလို့ဝင်ငွေမရလဲဆိုကျွန်တော်တို့ကသူက issue တဲ့ အရှိတွက်ပြည့်ရှုတယ်ပေါ့နော်တမီနစ်အထက်ကိုကျွန်တော်တို့ view တက်ထောင်အောင်နေစပြီးတော့မှသူတို့ကဒီဝင်ငွေရဖို့အတွက်ဟိုဝင်ငွေပေးတာပေါ့နော် view တက်ထောင်အောက်တွေမပေးဘူး view တက်ထောင်ဆိုတာတော့မှကျွန်တော်တို့တွေကဒီဟာကို view ကိုရှာတက်လို့ရှင်တော့လွယ်တယ်ပေါ့နော်ဟိုဒါလည်းကျွန်တော်ဟိုသေသေချာချာလေးထပ်ရှင်းပြမယ်ကျွန်တော်တို့မှဘာတဲလန့်ရှိလဲကျွန်တော်တို့ကအဲသူများတက်ကောက်ကို သိပညာမျှဝေခြင်းတာလားเนาะဒါကျွန်တော်တို့တခုကပြတာလားတချင်းဆိုပြတာလားအထုံးနည်း၎င်းမှာဒါတွေကိုကျွန်တော်တို့ကရှင်းဟိုပြောပြပြီးတော့ကျွန်တော်တို့က view minute တွေအဲကြည့်ရှုတဲ့ minute တွေကြည့်လို့ရတယ်ကျွန်တော် view minute တထောင်ကနေစပြီးပေးတယ် IT တထောင်ကနေတချို့ဆိုမီလီယံထိပေါက်လို့ရှင်ကျွန်တော်ဝင်ငွေအများကြီးရပါတယ်ကျွန်တော်တို့ social platform မှာဆိုလို့ရှင်အဲဝင်ငွေအခုအများဆုံးအသုံးပြုတာ TikTok ရယ် Facebook ရယ် YouTube ရယ်ပေါ့နော်အဲ့ဒီမှာ တ်စံအပေးအများဆုံးကတော့ YouTube ဖြစ်ပါတယ် YouTube ကတော့အဲကျွန်တော်တို့အပေးများတယ်ပေါ့နော်ဒုတိယအပေးအများဆုံးကတော့ Facebook ပေါ့နော်တတိယအပေးတာကကျွန်တော်နောက်ဆုံးပေးတာတော့ TikTok ပေါ့နော် TikTok မှာဘာဖြစ်လို့ကျွန်တော်တို့ကဝင်ဝင်အပေးနေလဲဆိုတော့ကျွန်တော်တို့တာမန် TikTok အသုံးပြုတဲ့သူတွေကကျွန်တော်တို့ကဒီမြန်မာနိုင်ငံကပဲဟိုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အကောင့်တွေတော့မြန်မာနိုင်ငံကသူတွေကိုမပေးဟိုထားတဲ့အတွက်ကျွန်တော် region က Japan region ဖြစ်တယ် အဲ့ဒီတော့ကျွန်တော်မြန်မာနိုင်ငံကကြည့်ရှုတဲ့သူတွေများနေသူ၍ကျွန်တော်တို့တွေကအဲဒီဝင်ငွေရဖြူးမင်းနဲ့များတယ်ဆိုဝင်ငွေနည်းနေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကနိုင်ငံခြား content တွေဖန်တီးနိုင်တော့ပိုကောင်းတယ်ပေါ့နော်နိုင်ငံခြားသားတွေစိတ်ဝင်စားတဲ့ content တွေအဲ့ဒါဆိုရင်နိုင်ငံခြားကကြည့်ရှုတဲ့နှုံများရင်ကျွန်တော်တို့ကဝင်ငွေတွေပို့ရမယ်ဘာဖြစ်လို့မြန်မာနိုင်ငံကကြည့်ရှုတဲ့နှုံတွေဝင်ငွေတိတ်မပေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကြော်ညာတွေထည့်တဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံက တက်တော့တုံးနေတဲ့လူတွေဆိုလို့ရှိရင်ဒီကြော်ညာတွေကိုမတွေ့နိုင်ဘူးကျွန်တော်တို့ကတက်တော့ကကျွန်တော်တို့ကိုဝင်ငွေတွေဒီတိုင်းပေးနေတာတော့မဟုတ်ဘူးကျွန်တော်တို့ရဲ့ဗီဒီယိုတွေမှာသူကကြော်ညာလေးတွေထည့်ပြီးတော့မှကြော်ညာရှင်တစ်ဖက်ကကြော်ညာထည့်လိုက်တဲ့ကြော်ညာရှင်စီရပြီးတော့သူကတက်တော့ကယူလိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကိုအဲဒီကြော်ညာခါတွေကိုကျွန်တော်တို့ပြန်လဲခွဲဝေပေးတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံ ကအတုံပြူတဲ့သူတွေမှာဒီကြောညာတွေကတွေ့ရမှာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့ဝင်ွေရဖို့အတွက်ပြူမင်းနဲ့ပြည့်ရမယ်เนาะကြည့်ရှုတဲ့နှုတ်အများများများမှာကျွန်တော်တို့ကဒါဝင်ွေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ talent နဲ့ကျွန်တော်တို့ကိုယ်ပိုင်ရည်ချင်းနဲ့ကျွန်တော်တို့ကလုတ်ပြီးတော့ဝင်ွေရအောင်ဖန်တီးလို့ရပါတယ်ဒါကလည်းကျွန်တော်တို့လေးလာအားဆိုင်လိုက်လို့ချင်းဒီခစ်ကြီးမှာကကျွန်တော်တို့ကဟိုမခက်ခဲဘူးပေါ့เนาะကျွန်တော်ဆိုလို့ရှိရင်ဒါက knowledge sharing ပဲလုတ် တာပေါ့เนาะကြံတဲ့ဟိုဥစ္စာကျွန်တော်အပျော်စောတဲ့ခါမျိုးမျိုးပဲရှိတယ်ဒီဥစ္စာကြီးကျွန်တော်ကဟိုဘယ်လိုပဲမဲ့တအားထဲထဲဝင်စောတဲ့တော့ဟိုတုံးတာတော့မဟုတ်ဘူးเนาะတုံးညင်လဲတုံးမှာနောက်တစ်ချိန်ပေါ့အခုဆိုကြည့်ပါလားကျွန်တော်အဲတက်ကြီးရွယ်အိုတွေကျွန်တော်တို့ဒီဆုံးမကျွန်ချို့အဖွားကြီးတွေဆိုလို့ရှိရင်တချင်းဆိုတာတွေတချို့ဆိုရင်ခမင်းစားပြတာတွေတချို့ဆိုပောက်ကြရလုတ်ပြတာတွေခင်ဗျားတို့တွေ့ဘူးမှာပေါ့အဲဆယ်လီပြည့်ချင်းတို့အင်ရအိုးခွက်ပကံတွေရိုက်ခွဲတာတွေ တချို့တွေကြတော့ဟိုဘယ်လိုပြောမလဲအဲအားပေးကြည့်တာဗျာတချို့ကြတော့မဟုတ်တမင်ရည်ရလို့ကြည့်တာဘယ်လိုပဲလူကြည့်အောင်ကျွန်တော်တို့ကဗီဒီယိုတွေကိုဖန်တီးလို့ရှင်ဒီဗီဒီယိုတွေကနေပြီးတော့ကြည့်ရှုနှုံများလာရင်ကျွန်တော်တို့ဝင်ဝင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ monetization အစီအစဉ်မှာဝင်ဝင် program ဝင်ဝင်ရဖို့ဆိုရင်ကျွန်တော်နီလန်းနဲ့အများကြီးရှိတယ်ကျွန်တော်တို့အခုလိုဗီဒီယိုတင်ပြီးလူကြည့်တဲ့လူကြည့်တာများအောင်ကျွန်တော်တို့ကလုပ်ပြီးတော့ ော်တော်ဝင်ငွေရအောင်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကလူကြည့်တာများသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကကြော်ညာသမားတွေเนาะစီးပွားရေးလုပ်ငန်းရှင်တွေကကျွန်တော်တို့ကြော်ညာတွေလာထဲမယ်เนาะအခုတချို့ဆိုဆယ်လီတွေအဲဖြစ်သွားတာပေါ့ဆယ်လီမဖြစ်ခင်မှာတို့ဗီဒီယိုတွေခင်ဗျားတို့ Twitter တွေမှာတွေ့ဘူးမှာပေါ့เนาะဘယ်လိုပဲမဲ့တရုပ်ဆောင်ပြတာတွေပါသူတို့ကသူတို့ရဲ့ဗီဒီယိုကိုကြည့်ရှုတဲ့သူတွေများလာတဲ့အခါကျတော့ ကြော်ညာရှင်တွေကကြော်ညာလာထဲတဲ့အဲ့ဒီကြော်ညာရှင်တွေက TikTok ကပေးတာမဟုတ်ဘူးဒါကအပြင်ကုမ္ပဏီတွေကနေပြီးတော့ဒီလိုပေးတာပေါ့နော်ဒါကကျွန်တော်တို့ TikTok ပေါ်မှာလူသိများလာပြီးကျွန်တော် follower များလာပြီးဆိုလို့ရှိရင်ဝင်ငွေရတဲ့လမ်းကြောင်းတွေပါအဲ့တော့ကျွန်တော်အခုရှင်းပြပေးတာကတော့ဒီ TikTok ပေါ်မှာဝင်ငွေဘယ်လိုရှာမလဲဝင်ငွေရမယ့်အကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးတဲ့ပေးသွားတာဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာ အဲဒီတက်တော့အခြေခံမရှိတဲ့သူတွေတော့လကောက်နော်အဲဒီနိပညာနဲ့နည်းနည်းစိတ်နေတဲ့သူတွေအတွက်ကျွန်တော်အခြေခံလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တက်တော့ပုံမှာဝင်ငွေရှာဖို့အတွက်ကျွန်တော်အရင်ဦးဆုံးရှိထားမှာ Japan region account ပေါ့နော် Japan region account ကိုမဖြစ်မနေရှိထားမှာဖြစ်ပါမှာကျွန်တော်အဲတက်တော့ပေါ်ဝင်ငွေရတဲ့ region တွေပေါ့နော်လော်လော်ဆယ်ကအဲကျွန်တော် US American region ရှိမယ်ကျွန်တော်တို့ ိုရီးယား region ရှိမယ်အခုဘောနော်ကျွန်တော်ဒီမြန်မာနိုင်ငံမှာတုံးတဲ့ Japan region ရှိမယ်အဲ့ဒီ၃ခုမှာကျွန်တော်ဝင်ဝင်ရပါတယ်ဒါမှမမြန်မာနိုင်ငံနဲ့လောလောဆယ်အကိုက်ကြီးဆုံးကကျွန်တော် Japan region ပဲဖြစ်ပါတယ်တခြား region တွေကဟိုရက်ကဆိုလို့ရှိရင်လဲကျွန်တော် American US region မှာဒီသူတို့သမရအပြောင်းလဲကြောင်းကျွန်တော်တို့ဒီအပြောင်းလဲမဖြစ်ခင်လေးမှာပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ TikTok platform လေးကိုခဏပိတ်လိုက်လို့ဒီဆိုင်ငံသွားတာလည်းရှိပါတယ်နောက်တော့ Korea region ဆိုလို့ကျွန်တော်တို့က ဟို follower ဖြော follower ကကျွန်တော်တို့ဒီ Japan region follower 10k ဆို Korea region က follower 50k เนาะကျွန်တော်50 k ရမှာကျွန်တော် monetization program ကိုရှောက်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုပြောပြတဲ့အကြောင်းအရာလေးတွေကိုဟိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာဒီ TikTok နဲ့ပတ်သက်တဲ့အခြေခံအကြောင်းအရာလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံး TikTok ပေါ်ကနေပြီးတော့ วิงวีติดตัวชาบาสิครับเนี่ย